ဟယ်လိုဟယ်လိုဟယ်လိုမင်္ဂလာပါဗျာဟယ်လိုဘာပြောစရာမကိုပြောစရာတော့တစ်ချက်တစ်ချက်သေးပါပဲအင်ကြီးအစိမ်းနဲ့ကန်တာဘာအသိလဲဗျာလေကိုမသူစရာမင်္ဂလာပါကျွန်တော်လည်းမသိဘူးဗျာအင်ကြီးအစိမ်းနဲ့ကစားတော့တာဘာအသိလဲမသိဘာအသိမှန်းကိုမသိတာဘာအသိမှန်းကိုမသိတာလေပါဘူးတော့မဟုတ်တာသေးကြတယ် လပဘူးတော့မဟုတ်ဘူးဒီအသင်းကလပဘူးမဟုတ်ဘူးဗျလပဘူးဒီကနေလုံးဝမရှိဘူးဗျလပဘူးဒီကနေမရှိဘူးဗျတခုတော့လွဲနေပြီကိုစင်းနဲ့တခုလွဲနေတာတစ်ချက်သေးပါပဲပြောကြည့်ရင်လည်းပေါ်သွားတာဗောတဲ့ကစားကွက်ကိုဘလို့မြင်နေတဲ့ဂိုးသွန်းကောင်းတဲ့တခြားမစိတ်ပြတ်ဖို့ကောင်းနေဗျာဒီနီးပြနေတော့ဟာတာပဲဗျာလေဖြစ်တတ်ပါတယ်ဗျာလေကိုအဒစင်းဒီရာဒီတော့စိတ်အေးလက်အေးကြည့်ပါဘာမှမမျောပါနဲ့ဗျာလေကိုဖြိုးကြီးအေးအေးပြတ်တာပဲဖတ်တင်နေတဲ့ကိုစင်းရေခင်ဗျားလည်းပြန်မှန်းနေပါပြီတဲ့ချက်စီးနဲ့ပွဲလည်းမလွယ်ဘူးဗျာတဲ့ ဖလော်ရီယန်ဘက်ကိုဥတီနေစီခွေးဖြစ်နေဦးမှာပဲဗျာအားလေခြေစွမ်းကတက်မလာပဲကြာလာနေရတယ်အင်းဖလော်ကတကယ်ဂျင်းမီတာကိုစင်းနဲ့ခီခီလောက်နိုင်လို့စိတ်ပြင်းတဲ့တကောင်ကမတွေ့ဘူးဗျာလေကြက်တီကိုမရှိဘူးလေဆလော့အောက်တယ်ကိုရနိုင်စိုးတော်တော်ဆိုးရဲ့နီးပြပါဗျာလေ9နှစ်လောက်ကန်ပြီးပြီလေဒီရာစီတော်တော်မျောလင့်ထားတာဗျာအရှုံးနဲ့ထိုက်တက်ပါလေလက်ခံပါလေပင်နရီဘလိုမြင်လဲတဲ့အဲပင်နရီမပေးသင့်တဲ့အနေထားလို့ပဲကျွန်တော်မြင်ပါလေမပေးလို့ရတဲ့အနေထားတစ်ခုဗျာမပေးသင့်တဲ့အနေထားတစ်ခုမပေးရဘူးဗျာ အဲ့ဒါယူပြီးသွားခဲ့တာနည်းနည်းကြီးတော့ရုပ်ပေါက်တယ်ဒါပေမဲ့ကျွန်တော်တို့ရသင်းတဲ့ပင်နယ်ဒီကလည်းမရသင့်ပါဘူးအမှန်တိုင်းပြောမယ်ဆိုရင်ဒီကိုနာတီကိုဖျက်ထုတ်တဲ့အလုံးကလည်းမရသင့်ဘူးပေါ့နော်ပင်နယ်ဒီရသင်းတဲ့အနေအထားတခုမဟုတ်ပါဘူးဗျာလူလောက်တာမားတဲ့ကိုစင်းနဲ့အစံပြေဦးကိုစင်းနောက်လာမဲ့ပွဲလဲချက်စီတဲ့ဆလော်ဘောကဂိုးသွင်းမှုအသိပင်ပေးလိုက်ဘူးအီဆက်ကလည်းဘောလုံးဆက်ချက်တော့မထိလိုက်ဘူးတဲ့အင်းဘာကစားကောင်မှမရှိဘူးတဲ့ကိုစင်းကျွန်တော်အထင်နီးပြောက်ကစားသမားလေးရောကာလာစီကိုတူတူကြီးမကန့်ကျင်မှုပေါ့ဦးပြတဲ့ အဲကိုစင် Facebook မှာကိုစင်ကိုရှာမတွေ့ပါလားတဲ့အာရှုံးမှာပဲတဲ့ချက်စည်းနဲ့လည်းဆလော့အောက်တယ်တန်းရကျော်ပေးရရင်ဂျင်းလေးကြီးပဲဗျာတဲ့ချန်ပီယံပွဲလာကြည့်တာရက်ကွက်ပွဲဖြစ်နေတယ်တဲ့အေးဆိုတော့ကဲလုံးမအောင်ဟာဟာလေးနှိပ်ပေးကြပါအောင်ဟာဟာလေးကြီးနှိပ်ပေးကြပါအောင်ဒီနေ့ညလိုက်ကတော့ဟာဟာလေးကြီးယူမဲလိုက်ပါပဲမလောင်တော့ဘူးဗျာရေပဲရေနေတာတဲ့โอเค အဲ့တော့အကုန်လုံးလဲပွဲရတော့မြင်ပြီးတော့ပြီပြီပေါ့နော်အကုန်လုံးလဲပွဲကြည့်လို့ပဲဒီချိန်ကြီးမအိပ်ဖဲနေကြတာဗျာသိရမလားအဲ့တော့ထားလိုက်ပါတော့ကျွန်တော်တို့ပွဲအကြောင်းတော့မပြောတော့ဘူးကျွန်တော်မေးချင်တာကဒီနေ့ကစားသွားတာလီဗာပူဟုတ်ပါရဲ့လားဗျာပထမဆုံးမေးတာပါတကယ်ပေါ့လားဒီနေ့ဒီနေ့ခမားတို့ကစားသွားတဲ့ကစားသမားတွေအကုန်လုံးကဒီနေ့အဲကိုယ်နဲ့မှာဗျာထားရတော့လူစားဝင်လာတဲ့ကစားသမား9ယောက် ိုးနဲ့မှပွဲထွက်လာတဲ့ကစားသမား17ယောက်16ယောက်နီးပြားအာနီစလော့ကျွန်တော်စုစုပေါင်း18ယောက်အဲပြောမယ်ဆိုရင်ဒီနေ့ပွဲတစ်ပွဲတည်းကိုပြောတာနော်ဒီနေ့တစ်ပွဲတည်းကိုပြောတာအဲ့ဒီကစားသမားအဲ့ဒီ18ယောက်စီမှာလီဗာပူဒီယန်နေရှာတွေ့ခဲ့ပါရဲ့လားဗျပထမဆုံးမေးရမှာအဲ့ဒါပဲလီဗာပူဒီယန်နေရှာတွေ့ခဲ့ရဲ့လားခင်ဗျားတို့ဘလူးစီမှာရှာတွေ့ခဲ့လေအဲဘာကြီးအသင်းကောင်းဆောင်ဗန်နိုက်စီမှာရှာတွေ့ခဲ့ရဲ့လားအဲဘီဒါမမိုးရင်လည်းခနာတီစီမှာရှာတွေ့ခဲ့ရလားကာကက်စီမှာရှာတွေ့ခဲ့ရလားဖရင်ပေါင်စီမှာရှာတွေ့ခဲ့ရလား ကွန်းလယ်မှာရောမာကာဂရာဘီဆိုဘူးအဲဖလော်ရီယန်ဘေ့စ်တိုက်စစ်မှာဆာလာဂဘူအဲအီဆက်အဂီဒီဂီဘရူးစီမှာခင်ဗျားတို့မြင်တွေ့ခဲ့ရတယ်လက်မဘူဒီယန်နေဘရူးစီမှာခင်ဗျားတို့မြင်တွေ့ခဲ့ရတယ်ဒီနေ့ပွဲစဉ်ကဘဒူးစီမာကိုမမြင်တွေ့ခဲ့ရဘူးဒီနေ့ကစားသွားတဲ့အသင်ကကျွန်တော်အမြင်ကခင်ဗျားတို့ကလောင်နေကြတာတည်တာကျွန်တော်ကဒီနေ့ပွဲစဉ်ပျော်ပျော်ကြီးကြည့်နေတာ ကျွန်တော်ကမလောင်ဘူးမလောင်ဘူးတကယ်ပြောတာဒီနေ့ပွဲစဉ်ကအမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်လစ်ပါဘူးကစားနေရလို့ကိုကျွန်တော်စိတ်ထဲမထင်တာတကယ်ပြောတာတကယ်ပြောတာလစ်ပါဘူးကစားနေရလို့ကိုကျွန်တော်စိတ်ထဲခံစားလို့မရတာဒီနေ့ပွဲစဉ်ကတကယ်ကိုလစ်ပါဘူး DNA တွေအကုန်လုံးပျောက်ဆုံးနေတယ်လို့ပဲကျွန်တော်စီမှာမြင်တာပဲတကယ်ကိုလစ်ပါဘူး DNA ကစားသမားတိုင်းစီမှာလစ်ပါဘူး DNA ပျောက်ဆုံးနေတယ်ကစားသမားတိုင်းကဒီပွဲမှာနိုင်လို့စိတ်မဖြစ်မနေငါတို့နိုင်အောင်ကြိုးစားမယ့် အကောင်းဆုံးလုပ်မယ်အကောင်းဆုံးကိုကြိုးစားပြီးတော့ကစားပါမယ်ဆိုတဲ့စိတ်ဓာတ်ဒီကစားသမားတိုင်းအကုန်လုံးစီမှာပျောက်ဆုံးနေရတယ်လို့ကျွန်တော်မြင်တယ်။အဲ့ဒါတကယ်ပေါ့လား။ Okay နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ပြောမယ်။ကျွန်တော်ခုနပွဲကြည့်နေရတယ်ကျွန်တော်လည်းတူတူပွဲကြည့်တဲ့ညီကိုတွေအကုန်လုံးသိမှာပါအကုန်လုံးလည်းကြားလိုက်မယ်ထင်ပါတယ်။အဲ့ဒီမှာကျွန်တော်ပြောခဲ့တဲ့အနေအထားတစ်ခုကျွန်တော်ပြောခဲ့တယ်။ Honestly ဘာလို့ရှာမှာလဲ။ တကယ်ပြောတာနော်တကယ်ပြောတာတကယ်ပြောတာပြီးခဲ့တဲ့ပယ်လီနဲ့ပွဲပြီးခဲ့တဲ့ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်6ပွဲပြီးခဲ့တဲ့ကျွန်တော်တို့ကရာဘောင်ကပ်2ပွဲကရာဘောင်ကပ်ကတော့ထားလိုက်တော့ပေါ့နော်ကရာဘောင်ကပ်2ပွဲချန်ပီယံလိ2ပွဲချန်ပီယံလိ2ပွဲနဲ့ပရီးမီးယားလိ6ပွဲနဲ့ဒီနေ့ချန်ပီယံလိ2ပွဲနဲ့ဆိုစုစုပေါင်းကျွန်တော်တို့ပွဲစဉ်10ပွဲရှိပြီဗျာအဲ့ဒီပွဲစဉ်10ပွဲမှာကျွန်တော်ပြောချင်တာကအဲ့ဒီပွဲစဉ်10ပွဲမှာအာနစ်စလော့ဘာကိုရှာနေတာလဲ ကောင်းတဲ့နိုင်တဲ့အချိန်မှာတော့ကျွန်တော်ပြောမှာမဟုတ်ဘူးပဲနိုင်တဲ့အချိန်ကတော့ကိုအသင်းကိုကိုအကောင်းဆုံးအားရနေမှာပဲအခုလို့ရှုံတဲ့အချိန်မှာတော့မေးရတော့မှာအနီစလုံးလီဗာပူအသင်းအတွက်နိုင်ပွဲတွေကိုရှာပေးချင်တာလားဖလော်ရီယန်ဘစ်ရဲ့အကောင်းဆုံးပုံစံကိုဆက်ပြီးတော့ရှာမှာလားတကယ်ပြောတာတကယ်ပြောတာအနီစလုံးဘာလို့လက်မလွတ်ရဲနေတာလဲဒိုမနစ်ဆူဘူစလိုက်မပါတဲ့ကစားကွက်ကို तू မကစားရဲဘူးလားတမမုံရင်ဖလော်ရီယန်ဘစ်ကိုတန်တရာ40လောက်ပေးထားရလို့ဆိုပြီးတော့ပွဲထဲမှာအမြဲတမ်းထည့်သုံးမမယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်နေတာလား ဲ့တကယ်ကိုမီးရတော့မှာအဲ့လားပဲခင်ဗျားတို့စဉ်းစားရမှာအဲ့နှစ်ချက်ပဲဒီနေ့ကစားပေါ်လာလစ်ပါဘူးအစစ်မှန်ဟုတ်ရဲ့လားနောက်တစ်ချက်ကကျွန်တော်ပြောချင်တာ Florian Arnislot အနေနဲ့ Florian Base ရဲ့အကောင်းဆုံးပုံစံကိုရှာမှာလားလစ်ပါဘူးအသင်းရဲ့နိုင်ပွဲတွေကိုရှာမှာလားအဲ့ဒါကိုမေးရမှာပဲအဲ့ဒီနှစ်ချက်သေးပဲစဉ်းစားစရာရှိရဲ့ဆရာသမားတို့အဲ့ဒီဟာပဲစဉ်းစားစရာရှိတယ်ကျွန်တော်တို့ပြောပြီး Florian Base တိုက်စစ်မှာတိုက်စစ်ကို Florian Base စီကနေပြီးတော့ကြတော့တိုက်စစ်ကိုသွားဖို့ရတော့လမ်းကြောင်းလေးရှာရဲလမ်းကြောင်းလေးရှာရဲလမ်းကြောင်းလေးရှာရဲတောက်လျှောက်ရှာလို့ရတယ်လေမရှာလဲလို့ပြောတာမဟုတ်ဘူးရှေးမှာကနေကတောက်လျှောက် တိခဲ့ပြီးသားလေတောက်လျှောက်တိခဲ့ပြီးသားဒါပေမဲ့လို့ဘာဖြစ်လို့အစမပြေတဲ့နေတာတခုမှာ Florian Base ကိုမထုတ်ရဲခဲ့တာလေဘာဖြစ်လို့ရှေ့မှာတည်ခဲ့တဲ့ကစားကတခုကိုပြန်သွားရဲခဲ့တာလေကျွန်တော်ပြောချင်တာဖလော်ရုံးကန်ရှာလေဖလော်မကစားဘူးလို့ကျွန်တော်မပြောဘူးမကြိုးစားဘူးလို့ကျွန်တော်မပြောဘူးဖလော်မကောင်းနေဘူးကောင်းတယ်ကျွန်တော်တခွန်းမှမပြောဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာ Arnislow ကိုမေးတာလေ Liverpool အသင်းရဲ့ အနာဂတ်ကိုရှာမလားဒီမှာဘူးသင်းရဲ့နိုင်ပွဲတွေကိုရှာမလားဖလော်ရီယာဘစ်စ်ရဲ့အကောင်းဆုံးပုံစံကိုရှာဖွေနေမလားအဲ့ဒါပဲရှိတော့တယ်ဆရာသမားတို့အဓိကအဲ့ဒါပဲအဲ့ဒါကိုပဲကျွန်တော်တို့ပြဿနာတက်နေတာပဲအဓိကကခင်ဗျားတို့လက်ရှိနေထားမှာဖလော်ရီယာဘစ်စ်ရဲ့အကောင်းဆုံးနေရာကိုလိုက်ရှာရင်းနဲ့ဆိုဘုတ်စလိုက်ဘာမှမဟုတ်တဲ့ဟိုးညာချမ်းခံစီကြီးမှာသွားပြီးတော့ဆော့နေကြပြီဒါကျွန်တော်ပြောတာနော်ကျွန်တော်တကယ်ပြောတာနော်ခင်ဗျားတို့မြင်လိမ့်မယ်ဆိုဘုတ်စလိုက် ဖလော်ရီယန်ဘေးစ်ရဲ့အကောင်းဆုံးပုံစံကိုရှာဖွေရင်းနဲ့ပဲဟိုးညာချမ်းခံစစ်မှာဖလော်ရီယန်ဘက်သွားဆော့နေရပြီ။အဲ sorry အေးဆိုဘူးစလိုင်းသွားဆော့နေရပြီ။အဲ့ဒီဆိုဘူးစလိုင်းကိုအဲ့ဒီညာချမ်းခံစစ်ထိသွားဆော့နေရတာဖြစ်တဲ့အတွက်ရှေ့မှာကျွန်တော်တို့ print ပေါင်ယူရှေ့မှာတင်ထားရပြီ။ဆရာသမားတို့အဲ့တော့ပြန်ရှာကြည့်လိုက်လေ။ဘာလို့ကြာမှာလဲ။ကျွန်တော်တို့ဘာလို့မှာလဲ။ပြောရမယ်ဆိုရင်တော့ အဲရင်လေးစရာတော့ကောင်းနေကစားသမားတွေအနားရတယ်ရှေ့မှာကျွန်တော်တို့ဒီဟိုဘယ်လိုပြောကရာဘောင်ကတ်မှာကျွန်တော်တို့အနားရထားတယ်ကွန်မြူနတီ BBL ပြီးကျတော့ကျွန်တော်ပရီးမီးယားလိပြန်ဆော့ရတာမှန်နေအသေးတိုင်းကဒီလိုပဲဆော့နေရတာပဲပွဲပန်းလို့ဆိုတဲ့အကြောင်းမှတ်ချက်ပေးလို့မရဘူး ဒါပေမဲ့လို့ဒါပေမဲ့လို့လက်ရှိမှာကျွန်တော်ပြောချင်တာကဒီဂါရဏစီရီကိုရှုံးလို့ကျွန်တော်လောင်နေတာမဟုတ်ဘူးကျွန်တော်ညဏ်နေကပွဲကျို30ချက်ခဏရလဲကျွန်တော်ပြောချင်တာကဂါရဏစီရီစီကနေပြီးတော့နိုင်ခြင်းနေဒါပေမဲ့တရေတမတ်လောက်ရမယ်ဆိုရင်တော့မှခြေနဲ့လို့ရတယ်လို့ကျွန်တော်ပြောခဲ့တယ်ဂါရဏစီရီကိုရှုံးလို့လောင်နေတာလည်းမဟုတ်ဘူးလောင်စရာလည်းမရှိဘူးဒီနေ့ကစားသွားတာလည်းပါဘူးအစ်စ်မှန်မဟုတ်ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ကျွန်တော်ကတော့ trade through ဒီပွဲနဲ့ပတ်သက်ပြီးအရင်ကြီးလောင်နေမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့တကယ်လဲရှုံးသိမ်းရှုံးလိုက်လို့ ိုရှုံခဲ့တာအဲမနီးကတုန်းကဒီမနီးကမဟုတ်ပြီးခဲ့တဲ့ဒီ weekend မှာကစားသွားခဲ့တဲ့ပဲလီနဲ့တုန်းကပဲလီတကယ်ကောင်းလို့လေပါဘူးရှုံခဲ့တာကဒီလားပဲလီတကယ်ကိုကောင်းခဲ့တာဒီနေ့ပွဲစဉ်ကဂါရနာစီတကယ်ကောင်းခဲ့တာမဟုတ်ဘူးဒီနေ့ပွဲစဉ်မှာဒိုင်းလူကြီးတကယ်ကောင်းခဲ့တာလေပါဘူးတကယ်ညံ့ခဲ့တာအဲ့ဒါပဲဒီနေ့ပွဲစဉ်ရဲ့အဖြေကအဲ့ဒါပဲဒိုင်းလူကြီးဘတ်လိုက်တယ်လို့ကျွန်တော်မပြောဘူးနော်ဒိုင်းလူကြီးဘတ်လိုက်တာမဟုတ်ဘူးဒိုင်းလူကြီးကကွန်းထဲမှာဘောလုံးကစားခွင့်မပေးဘူး ဘောလုံးကစားဖို့ရာအတွက်တံပူမြင့်လိုက်မယ်လို့တိုင်းမှာဒိုင်လူကြီးကခရမုတ်ပြီးတော့တောက်လျှောက်ပွဲရက်နေတာဒီပွဲရက်တံပူကိုတောက်လျှောက်ကြစီခဲ့တယ်ပြောမဲဆိုရင်တောက်လျှောက်ပွဲရက်ခဲ့တာဗျာပြန်ပြန်တွက်ကြည့်လိုက်ဗျာစုစုပေါင်းကျွန်တော်အချိန်30လောက်ရှိတယ်ဒီပြည်နံဘောတွေတတ်မှတ်ပြီးတော့လဲလိုက်ပြီးပွဲရက်လိုက်ပြန်ပြီးလဲလိုက်ပြီးခရမုတ်လိုက်ပြန်ပြီးပွဲရက်လိုက်ပြန်ပြီးအဲတော့ဒီနေ့ပွဲစဉ်မှာဂါရတာစီတကယ်ကောင်းခဲ့တာမဟုတ်ဘူးလစ်ပါဘူးကတကယ်အရှုံးနဲ့ထိုက်တန်ခဲ့တာတကယ်ကိုရှုံးခဲ့တဲ့ခြေစွမ်းအကောင်းဆုံးကတော့ဒိုင်လူကြီးပဲအဲ့ဒါပဲဆရာ မားတို့ဒိုင်းလူကြီးပဲဒိုင်းလူကြီးကတောက်လျှောက်ပွဲကိုရက်ဖို့ရာအတွက်တောက်လျှောက်ပွဲကိုရက်နေခဲ့တယ်ပွဲတံပိုးကိုလုံးဝမြင့်လို့မရဘူးမြင့်ပြီဆိုတာနဲ့ရက်နေခဲ့တယ်ပြီးလည်းပြီးရောလပောင်ဦးကလည်းဒီပွဲစဉ်ကိုရှုံလောက်တဲ့အနေထားဖြစ်နေတယ်အဲ့ဒါပဲချက်စီနဲ့ဥသေးကြတယ်ယာမိနစ်80မှာကြီးတာထွက်လာလိုက်တယ်ဗျာတဲ့ that right ဗျာတဲ့အမော်ဒန်လက်ထက်အာနီစလော့ကိုပြောင်းသိမိထင်တယ်ကိုစင်းနဲ့လပောင်ဦးညံလုံးနဲ့ဗျာဆလော့ရဲ့အီချင်းမှန်နေလားပါလားတဲ့ကျွန်တော်တော့အဲ့လိုမထင်သေးပါဘူးအဆောင်ကြည့်ရမှာပါ လောင်နေတာကြည့်မကောင်းဘူးဗျာလေကျွန်တော်လောင်နေလို့လားဆရာသမားတို့ရဲ့ဂိုးလို့ရဲဆိုရင်ကာတေးကျောင်းကိုမထုတ်ဘူးဗျာလေဘာကောင်မှမဟုတ်တဲ့အင်္ဂလန်သားကိုစကွတ်ထဲထည့်ထားတာမစင်မပြေဘူးလေဒါမျိုးကြာအာနူကိုလွမ်းနေတယ်ဟုတ်ကဲ့ပါရှုံးလို့တော့လောင်နေဗျာလေကုသင်းမောင်းအိုက်သင်းပဲရှုံးတာလေကျွန်တော်မသိဘူးဗျာအဲ့ဒါတွေကတော့ဘွဲချောင်း ဒုတိယအုပ်စုကတက်မယ်လို့စိတ်ကူးနေတာမသိပါဘူး။ဗျာလေမနေ့ကတည်ငြိမ်တဲ့ကစားကုန်းကနေဒီနေ့လောက်ထိရုန်းကန်ရတာကိုစလော့အနေနဲ့သွားကျင်တဲ့ပုံစံကိုပြန်သုံးသပ်သင့်နေပြီ။ဒါရက်ကွက်ပွဲကြီးရတာဒီနေ့ကချန်ပီယံလိလို့ထင်လို့အိပ်ပြက်ခံလိုက်တာ။အေးလို့ဖလုံကကစားကွက်ဖြတ်နေတာဗျာလေဘလုံးပီးရတာအနုပညာဆန်းနေတယ်။အဲဒါဂါလတာစီလို့အသင်းမျိုးမနိုင်တာဟာတပဲ။တန်းဆင်းသွားတဲ့ဆောက်တန်တန်နဲ့ကန်ခိုင်းရင်တော့ဆောက်တန်တန်မနိုင်သွားမှာဂါဒါပြောလို့မရပါဘူး။ကျွန်တော်တို့ကဘယ်အသင်းမှနိုင်မယ်ဆိုတဲ့အာမခံချက်မရှိဘူးဗျ။ဆရာသမားတို့ရဲ့အဲ့ဒါအမှန်တရား။ စတိယောက်ချင်းကန်တာစတိယောက်ချင်းကန်တာဒီထဲမှာကသမားစတိယောက်ရဲ့ကြက်ခိုင်မှုတွေကသမားစတိယောက်ရဲ့အနေအထားတွေစိတ်ခံစားချက်တွေနီးပြရဲ့နီးပြပါတွေအများကြီးဆိုင်တယ်เนาะအဲ့တော့ဂါလာတာစီးရီးကိုရှုံးရင်လည်းရှုံးပါပဲဂါလာတာစီးရီးမှမကဘူးဟိုမှာခင်ဗျားတို့မန်ချက်စတာယူနိုက်တက်ကိုကြည့်လိုက်ပါယူနိုက်တက်ဘယ်အသင်းကိုရှုံးပြီးတော့ကရာဘောင်ကပ်ကထွက်အဲကရာဘောင်ကပ်ကနေထွက်ခဲ့ရလေ ဲ့လိုအဲ့ဒီအသင်းနဲ့ဆိုင်ရင်ဂလာတာစီကြီးကအပုပ်ကြီးမြင့်ပါတယ်ဆရာသမားတို့ကြီးအပုပ်ကြီးမြင့်ပါတယ်ဂလာတာစီကြီးကသူ့အိမ်ကမှာတကယ်ကြောက်စရာကောင်းပါတယ်ကျွန်တော်ညနေခင်းကလည်းပြောတယ်တကယ်ကိုကြောက်စရာကောင်းပါတယ်သူ့အိမ်ကကျွန်တော်တူဒီပြောမယ်ဆိုရင်တူကရီမှာဂလာတာစီကြီးကလည်းအဲဂလာတာစီကြီးရဲ့အိမ်ကလည်းလေပါဦးမှာအန်ဖီလိုပဲနာမည်ကြီးတယ်ကျွန်တော်ပြောချင်တာပိသက်တီအားပေးမှုတွေကိုခင်ဗျားတို့ကြည့်တိုင်းတကယ်ကြောက်စရာကောင်းတယ်တကယ်ကိုလည်းကျွန်တော်အဲ့ဒါကနေရလဲကျွန်တော်ပြောခဲ့တယ်အဲအဲ့ဒီတော့လည်းကျွန်တော်ရှုံးလို့လောင်နေတာလည်းမဟုတ်ဘူးဒါပေမဲ့လို့ဒီပွဲစဉ်ကကျွန်တော်စောစောကပြောသလိုပဲကဘာလဲပေါ့အဲ့ဒါပဲမိရမှာပါပဲ ဆိုဘူးမာကဂရာဗီကွန်းလက်ပြန်တွဲပြအားတဲ့ဆာလာအီဆက်ဂပူပြန်ဆုံးရင်ကြည့်ရမယ်ထင်တယ်အဲ့ဒါပရင်ပောင်ကိုအောက်ပြအားတဲ့ကန်ကောင်းလို့နိုင်နေတာလေဆိုဘူးအပင်ပန်းဆုံးမဲတဲ့ဟုတ်ပါလေကွန်းလက်ညံ့နေပြအားတဲ့အောက်ဘောလေးအတူတူပေးဆုံးလို့မရဘူးတဲ့ အဲကျွန်တော်ကတော့ဖလားရင်နဲ့ပတ်သက်ပြီးဘာမှဝေဖန်မှာမဟုတ်ပါဘူးဒီနေထားတိုင်းရပြောမှာပါဒီကစားကွက်အတိုင်းဆိုရင်တော့အရင်ကြီးတော့မမျှော်လင့်နဲ့လीနော်ကစားသမားတွေအသားကျဖို့ရာအတွက်အချိန်နေအချိန်နေအများကြီးယူပါဦးမှာပဲအဲ့တော့ဒီကစားကွက်အတိုင်းဆိုရင်တော့လွယ်ကူမှာတော့မဟုတ်ဘူးအာနီစလောမန်ယူပရိုမတ်တဲ့ကိုရုပ်ဝေးအမှန်တရားပဲအမှန်တရားပဲတကယ်ပြောတာဒီနေ့ကစားသွားတာမန်ယူပရိုမတ်ပဲအဲ့ဒါတကယ်ပြောတာတကယ်ကြီးကိုပြောတာနော်ဆရာသမားတို့ဒီနေ့ကစားသွားတဲ့ပုံစံကတကယ်ကြောက်စရာကောင်းတယ်နော်တကယ်ကြီးကိုလီဗာပူးသင်းတော့တကယ်ကြောက်စရာကောင်းတယ်တကယ်ကြီးကိုကြောက်စရာကောင်းတာဒါကပြောမယ်ဆိုရင်ချန်ပီယံလိ ပွဲစဉ်နှစ်ပထမအတလတီကိုနိုင်ထားခဲ့တာမှန်နေဆရာသမားကနောက်တစ်ဆင့်တက်ရောက်ရေးကစိတ်ပူစရာမရှိဘူးလို့ပြောရင် မှန်နေဗျစိတ်ပူစရာမရှိသေးဘူးလို့လက်ခံလိုက်ဒါပေမဲ့လို့ကစားကွက်စမ်းသက်တဲ့နဲ့ပွဲတော်ပွဲမဟုတ်ဘူးအဲ့ဒါအမှန်တရားအဲ့ဒါကိုအာနစ်စလော့ဒီနေ့ပွဲစဉ်မှာလဲကစားကွက်စမ်းသက်ခဲ့တာမဟုတ်ဘူး ဖလော်ရီယန်ဘစ်ကိုစမ်းသပ်နေတာဖလော်ရီယန်ဘစ်ကိုစမ်းသပ်နေတာเนาะအဲ့တော့အာနီစလော့ကိုမေးရမှာရိုးရိုးလေးပါပဲခင်ဗျားတို့ကျွန်တော်အပေါ်ကက်ရှင်မှာလည်းတက်ထားတယ်ဘာလို့ရှာမှာလဲဖလော်ရီယန်ဘစ်ရဲ့အကောင်းဆုံးပုံစံကိုရှာမှာလားလေပါဟိုသင်းရဲ့နိုင်ပွဲတွေကိုရှာမှာလားအဲ့ဒါကိုပဲစောင့်ကြည့်ရမှာပဲကျွန်တော်ပြီးခဲ့တဲ့စိတ်နယ်ပွဲ ခင်ဗျားတို့ရှင်းရှင်းလေးပဲပြီးခဲ့တဲ့ကျွန်တော်တို့စိတ်နဲ့ပွဲစိတ်နဲ့ပွဲမှာကျွန်တော်တို့ဒီဟောပါဦးဗျာအဲခီးစာကို free roll ပေးဆော့ထားတယ် free roll ပေးဆော့ပြီးတော့ခီးစာရဲ့ movement တွေပေါ်မှာနောက်ကနေပြီးတော့ print ပေါင်းတို့ဘာလို့ like ပြီးတော့ကစားတဲ့ပုံစံမျိုးအတိုင်းအကောင်းဆုံးကစားတယ်အဲ့ဒီနေ့ထားတစ်ခုမှာအလုတ်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်ခီးစာအလုတ်ဖြစ်ခဲ့တယ်အဲ့ဒီပွဲစဉ်မှာခီးစာအလုတ်လည်းဖြစ်ကောနောက်ပြီးခဲ့တဲ့ crystal berry နဲ့ပွဲစဉ်မှာအဲ့ခီးစာရဲ့နေရာမှာ florian vis ကိုထည့်တယ်ထည့်တယ်ပြီးတော့ main ကြိုက်တယ်လို့ကစားဆိုပြီးတော့နောက်ကကစားသမားတွေကို florian vis ရဲ့ movement တွေပေါ်မှာ like ပြီးတော့နေရာယူခိုင်းလိုက်တယ် ဘာမှမဖြစ်လာခဲ့ဘူးလေဘာမှမဖြစ်လာခဲ့ဘူးဒီနေ့ပွဲစဉ်မှာလည်းအဲ့ဒီလိုပဲ Florian Bisc ကိုပြန်ပြီးတော့ရှာဖွေနေတာပဲဆရာသမားတို့ရဲ့ Liverpool အသင်းရဲ့နိုင်ပွဲတွေကိုရှာနေတာမဟုတ်ဘူးအဲ့လားကြောင့်မလို့ခင်ဗျားတို့ရှေ့မှာလဲနိုင်တာနိုင်တယ်အမင်းရဘူးနိုင်တာနိုင်တယ်အမင်းရဘူးဆိုတဲ့အနေအထားလေးဖြစ်နေတာအဲ့ဒီပုံစံပဲအဲ့တော့ကျွန်တော်ပြောချင်တာကဟိုလီဗာပူးသင်းရဲ့နိုင်ပွဲတွေကိုပြန်ပြီးတော့ရှာမှာလားဖလော်ရီယန်ဘေးစ်ရဲ့အကောင်းဆုံးပုံစံကိုပြန်ပြီးတော့ရှာမှာလားဆိုတာကတော့စောင့်ကြည့်တော့အားမှာပဲဖြစ်ပါတယ်ဗျ ဆိုဘူးနေရာမှာပဲကစားသိကျင်နေဗျာလေအမှန်တရားပဲကျွန်တော်တို့ရှေ့မှာကလေးကတောင်းဆိုခဲ့တာ right play right person ဗျာလူမှန်နေရာမှန်ထက်ဘယ်ရာမှပူပြီးကောင်းပူပြီးတော့မကောင်းနိုင်အဲ့ဒါအမှန်လေရနောက်ဆုံးထားလိုက်တော့လက်ခံနေကျွန်တော်တို့ကာကက် sorry ဒီ print ပေါင်တို့ corner brother လေးတို့နာသွားနေဆိုရင်မပါနိုင်ဘူးဆိုရင် dominant subu slide ကိုညာချမ်းသုံးအဲ့ subu slide မှာမပါနိုင်ဘူးဆိုရင် akidiki ကိုညာချမ်းခံစစ်တီဆွဲသုံးလူမရှိလို့သုံးရတာအခုလူရှိတယ်ဘာလုံးချင်တာတော့ကျွန်တော်မေးချင်တာလူရှိတယ်ဗျာ subu လေးပွဲပန်းနေတယ်ဗျာ ုံးမှာဆိုရင်လေကိုယ်လေမှာလူမနီယာမန်ထားသုံးမှာအဲ့ဒါယူမဟုတ်ဖ ೇನೆ ဘာဖြစ်လို့ညာချမ်းခံစကြီးမှာဆွဲသုံးလာခဲ့တာလဲပေါ့အလုံးမဖြစ်ဘူးဆရာသမားတို့ဖလော်ကြောင့်ညီပြရဲ့တိုင်ပတ်နေတာဗျာလေဖလော်အတွက်အမှတ်ရော့နေတာအားလေပွဲရရှုံသေးလူတွေရနာသေးတယ်အလုံးဖြစ်တဲ့စူပါဆက်တွေမရှိတော့လို့ပါဗျာလေဖရင်ပေါင်ရှေ့မှာထားစူဘူးနောက်မှာထားလုံးဝအစင်မပြေတာလေကျွန်တော်ပြောပြီးသွားပြီလေအဲ့ဒါဘာကြောင့်လဲလို့ ဖီလုံးကသာကြီးတယောက်နဲ့တစ်သိန်းလုံးအယံမူးနေတာလေအေးဆိုဘလုံးကတရားကိုပုံစံဆော့တာခတ်တာပြအဲတရားကိုလည်းပူပြောနေတယ်ခုယနေ့အောင်မင်္ဂလာပါကျွန်တော်ထင်တော့ live နဲ့ rapper အားနေနေရလို့ထင်တယ်ကိုမော်ရီလီအဲ့ဒါကျွန်တော်ခုတနည်းကပြောပြီးသွားပြီဗျ Crystal Palace နဲ့ပွဲအပြီးမှာကျွန်တော် live တက်တဲ့အချိန်မှာကျွန်တော်ပြောခဲ့ပါတယ် Liverpool အသင်းရဲ့တောင်မတီ attacking fullback တီကကျွန်တော်တို့က upgrade လုပ်ရတာမဟုတ်ဘူး အရင်တော့ကကျွန်တော်တို့ anti robo နဲ့ဒီ truck arno နဲ့ပေါ့နော်အဲ့ဒီရဲ့ကျွန်တော်တို့အသင်းရဲ့တကယ်ကိုတောက်ပတ်ခဲ့တဲ့ဖူးဘတ်တစုံပေါ့ဗျာအခုကကျွန်တော်တို့အသင်းကဒီ print bound နဲ့ carcass ကိုခေါ်လိုက်တဲ့အနေအထားတစ်ခုမှာကစားသမား၂ယောက်ကရုန်းကန်နေရတဲ့အလျောက်ကျွန်တော်တို့အသင်းရဲ့ဖူးဘတ်တစုံကို upgrade လုပ်လိုက်တယ်ဆိုတာထက် downgrade လုပ်လိုက်တာ downgrade လုပ်လိုက်တာတိလားအဲ့ဒါပဲအဲ့ဒီလိုပုံစံမျိုးဖြစ်သွားတာဆရာသမားတို့ အသင်းကတော့ကျက်စီတုံးတယ်လို့မမတ်မာနေတဲ့ဟာနီးပြဖင်ရားနေတာကိုစဉ်ကြီးတဲ့ AB1 တိုင်ရပြဿနာအခြေအနေသိပြီလားလေကိုကြီးထွန်းမသိသေးဘူးပြအာနီစလော့ကိုတိုင်အောင်သိအောင်မထင်ဘူးဖလော်စီကဘောလုံးရရင်ပြက်မယ်ဆိုတဲ့ခံစားချက်ရနေတယ်တဲ့အဲဒီ E-set ကိုပြီးသွားတဲ့အလုံးလေးမိုက်ပါတယ်ဒါပေမဲ့တပွဲလုံးမှာအဲ့လိုတလုံးတော့ကောင်းတဲ့ဟာကိုကျွန်တော်တို့ကလိုက်ပြီးတော့ရှာပြီးတော့ချီးကျူးနေလို့မရအောင်လေနော်သူ့စီကပြက်တဲ့အလုံးနဲ့ပြန်ပြီးတော့ဒီအချိုးပြန်ချချတိုက်မယ်ဆိုလို့ရှိရင်သူ့စီကိုဘောလုံးရောက်ပြီဆိုတာနဲ့ဘာသာလို့ပြောမယ်ပြောသလိုပဲပြက်မယ်ဆိုတဲ့ခံစားချက်ကြီးရနေတာအရန်ဆိုးတယ်ဗျာသိလား ဖရင်ပောင်ကိုရိုက်ဝင်းထားတောင်းဘက်ကိုပြစစိပြီးနေရဲ့ဂိုးဘက်ကိုမစွဲပြေးပဲနဲ့ဗျာတဲ့ဒိုင်းယာဦးမော်ကြီးလိုပဲဗျာလူရှင်တော်လောက်စားရင်အဆင်ပြေမှာလေဘွန်နယ်လီဂါကောင်နေပရီးမီးယားလိမှာအသုံးကုန်မှန်တာဗျာအဲ့ဒီလိုမပြောပါနဲ့ဆူပါစလိုင်းကြီးလောက်လုံးပြနေတဲ့ဟာကိုဖလိုဖမီလိုစုခိုင်းမှရတော့မယ်ဗျာဆူပါစလိုင်းသာဒိုင်းယာရသွားရင်ကြောင်ပြောက်ပြီဗျာတဲ့ချက်စည်းနဲ့ပွဲအတွက်လူချန်ကစားတယ်ထင်နေတဲ့ဘလူကိုချန်သွားကိုကိုကလုံးပါကိုကိုရမတီချက်စည်းနဲ့ပွဲအတွက်လူချန်သွားရဲ့ဆိုဘလူကိုချန်သွားတာတော့ ဆာလာကိုလည်းပြောကြပါဦးနဲ့ဆာလာကလည်းကျွန်တော်ပွဲကြည့်ရင်လည်းပြောနေသလိုပဲဆရာသမားတို့ရဲ့မူဆာလာမပါရင်လည်းအချိန်ဝန်တစ်ခုကကွာနေတာဒါပေမဲ့ဆာလာပါပြီဆိုရင်လည်းဆာလာကြီးရဲ့ပြောစရာကြီးဖြစ်နေတာပဲဆရာသမားတို့ညမဦးကောင်ဖြစ်နေတာလို့ကျွန်တော်ရှေ့မှတော့ပြောခဲ့ဘူးလေဒီဟိုတနေ့ကပွဲပြီးမှလည်းကျွန်တော်ပြောခဲ့တာပဲဆာလာကလပါဦးသိန်းရဲ့ညမဦးကောင်ဖြစ်နေတာဟိုနားချထားတော့လေဟာညမကြီးရဲ့ဦးကောင်ဟဲ့အောက်မချနဲ့ကင်ထားကိုလည်းကြာတော့လက်ညောင်းလာပြီဗျာအဲ့လိုဖြစ်နေတာညမဦးကောင်ဖြစ်နေတာမူဆာလာအဲ့ဒီအကွက်ဖြစ်နေတာတကယ်ကြီး ဖလော်စီကအများကြီးပြတ်တယ်ဗျာလေမနေ့ကတိုင်ပြန်တိုက်စစ်ကိုလွမ်းမိတယ်ဗျာလေဘောလုံးကင်ဟာလာတိုက်စစ်မပေးဘူးတိုက်စစ်ကဟိုဘက်ပြည်ဒီဘက်ပြေးလိုက်နေဗျာလေရွှေဘတိုင်ပတ်နေတယ်လေကုနာတေးကိုလည်းမေးခွန်းထုတ်သိမ့်ပြီးတယ်ကုနာတေးကရှင်းရှင်းလေးပါပဲမင်းရီယယ်မက်ထရစ်သွားနေရလားလို့ပဲပြောရပါပါပဲမွေသားသားထက်ဦးစားပေးမယ်မရပါလားလေးရှိလာပြီဆိုတော့လေအီကီတီကီနိုင်ရင်သွားပြီလေအီကီတီကီနိုင်ရင်တကယ်သွားပြီဗျာအီကီတီကီဒိန်ကမပြစ်ဖန်ပါရင်လည်းဆူတောင်းရမှာ ဖလော်ရဲ့နေရာလဲရှာရသေးတယ်ဘေးမှာလဲအရန်ပေးဖို့လဲမလုပ်ဘူးပြရဲ့တောင်ပန်းနေရာလဲတွဲလို့မရဖြစ်နေတာအဓိကပါအားရဲ့ print ပေါင်တဲ့တောင်ဟုတ်နေသေးတယ်ဗျာအားရဲ့ကွန်းလေရငစားပါဗျာအားရဲ့ဒီနေ့အကောင်းဆုံးကစားသွားတာဟောဒိုင်းမာပဲလေအမှန်တရားပဲအမှန်တရားပဲလီဗာပူဘာဖြစ်နေလဲဆိုတာတော့ခွေးပြေးနေနေရာလေးတဲ့ဖလော်ကတစ်ချိန်ကျရင်ဝေဘန်တန်လေးကိုတိတ်အောင်လုပ်ပြီးမှပါအားရဲ့ကိုပူလာလေးကျွန်တော်အားဖလော်ကိုခုချိန်ထိကျွန်တော်ဖလော်ကိုဖလော်မဲ့ကစားသမားလို့ကျွန်တော်မပြောဘူးနော် မြင်လည်းမမြင်ဘူးဖလော်အကောင်းဆုံးပြန်လာမယ်ဦးလည်းကျွန်တော်မြင်နေတုံးပဲတကယ်ပြောတာဖလော်ရာသီဝဲလောက်ကျရင်အကောင်းဆုံးဖြစ်လာမယ်ဦးလည်းကျွန်တော်မြင်တယ်ဒါပေမဲ့လို့တခါတလေမှာကျွန်တော်တို့ကတန်းတရ90ပြီးခဲ့ရတာတန်းတရ40ပြီးခဲ့ရတာဒါဖလော်ရီယန်ဘေ့စ်ပြောသလိုပဲဗျာဒါကပြောင်းရွှေ့ကြီးအသင်းသင်းချပြီးတာ အသင်းနဲ့သင်ကြားပေးရတဲ့ပြောင်းရွှေ့ကြီးအဲ့ဒါတွေကိုကျွန်တော်တို့မပြောနဲ့သီးလားအဲ့ဒါတွေကိုပြောမနေနဲ့အဲ့ဒါတွေကိုခေါင်းနဲ့ထည့်မိနဲ့ဒါငါတို့သင်ရဲ့ကစားမဒီကစားမအဆင်မပြေဘူးမလားဒီကစားမအဆင်မပြေတဲ့အချိန်မှာဘယ်လိုကစားကွက်ကိုသုံးပါလဲဒီကစားမကိုအဆင်ပြေလအောင်ဘယ်လိုပုံစံမျိုးဆွဲခေါ်ပါလဲဒါကလိုက်ပြီးတော့ရှာအမယ့်အနေထားတစ်ခုပဲဒါပေမဲ့ဒီလိုပွဲမျိုးမှာမရှာသင့်ဘူးဗျာရှာမှာလားမိနစ်80လောက်မှာထည့်ရှာလိမ့် မိနစ်60လောက်မှာထည့်ပြီးတော့ရှာလေမိနစ်70လောက်မှာထည့်ပြီးတော့ရှာလေအဲ့ဒီလိုရှာလို့ရတယ်ဗျဒါမှမဟုတ်ပထမအိမ်မှာထည့်ပြီးတော့စမ်းသုံးကြည့်တယ်အစင်မပြေဘူးမလားအောက်လိုက်လေလူစားလဲလိုက်လေတပွဲလုံးကြီးကိုဟိုးတောင်ဝင်းပို့လိုက်ဟိုးမြောင်ဝင်းပို့လိုက်ဟိုးကွန်းလေကြီးပို့လိုက်နေဘာလို့ဖြစ်နေတာတော့ဒီ Florian Bis ကိုပို့နေရဲ့လောက်ကျန်တဲ့ကသမားကြီးလည်းရွာလေပြီးတော့ဟိုနေရာပြောင်းဆိုလိုက်ရဒီနေရာပြောင်းဆိုလိုက်ရဖြစ်နေပြီးတော့အကုန်လုံးကတောင်စင်ရေမြားဖြစ်နေတာဗျာရတန်တွေပြတ်နေတာဗျာပြောမယ်ဆိုရင်ရက်ကောက်ပွဲတပွဲလိုပဲဟဲ့အောင်မင်းဝင် မင်းကအရက်ရှိတယ်သွားမင်းရှိတန်းသွားဘောကောင်ရှိတန်းကကောင်မင်းနဲ့လည်းပူတယ်လားမင်းကွန်းလည်းဆင်းလာဆိုတဲ့ပုံစံမျိုးကြီးဖြစ်နေတာအဲ့ဒါဖြစ်နေတာအဲ့ဒီလိုဖြစ်နေတာအဲ့ဒါပြဿနာတစ်ခုလိုပဲကျွန်တော်မြင်ပါတယ်ဗျဟုတ်ကဲ့ပါအဲ့တော့ဟို flow flow သွားမယ်ကစားသမားဆိုတာလည်းကျွန်တော်လုံးဝမှမထင်ပါဘူးလုံးဝမှဟုတ်မယ်လို့ကျွန်တော်မထင်ပါဘူးဒါပေမဲ့လို့ဒီနေ့ဒီလက်တလောပွဲစဉ်တွေကြည့်ရတဲ့လောက်ကတော့လေပါဘူးသင်းရဲ့ပွဲစဉ်တွေကြည့်ရတဲ့လောက်ကတော့အဲ့ဒါလိုပဲကျွန်တော်မြင်ပါတယ်ဗျ ရာဇီကုံရဲ့ချိန်ဆက်မိလာမှာပါဟာတဲ့အေးပေါ့ဗျာကျွန်တော်ကတော့နီးပြားနဲ့ပဲဆိုင်ပဲထင်နေတယ်မဟုတ်ပါဘူးဒီနေ့ပွဲစဉ်ကကစားသမားလေးအကုန်လုံးပဲပြောရမှာပါကစားသမားလေးအကုန်လုံးကလည်းလုံးဝမအဆင်မပြေခဲ့ပါဘူးဗျာလုံးဝဘယ်နောက်ဆုံးဘန်လိုက်ကြီးရဆာဗျာအဆင်ပြေလားအဆင်မပြေခဲ့ပါဘူးဗျာ လူစင်းထွက်လာကနေကသွားပြီးထင်တာဗျာတဲ့ဂျုံကလည်းတာမန်ခြေစွမ်းလောက်ပဲဗျာအရှိတာတဲ့ first line နဲ့ဆိုအဆင်မပြေဘူးတဲ့အကောင်းဆုံးကတော့လူမန်နီယာမန်ထားတာအကောင်းဆုံးပဲဗျာလေအလှဲကြသုံးတဲ့မှန်တရားပါပဲ AC ပါတယ်အချိန်တိုင်းပြန်လာလိမ့်မယ်အခုချိန်ကြီးဘာမှမဖြစ်သေးပါဘူးတဲ့ဘာမှမဖြစ်သေးပါဘူးကျွန်တော်မလာဘူးလို့လည်းကျွန်တော်ပြောပြသားလိကျွန်တော်တို့ကရှုံးတဲ့ပွဲပေါ်မှာလောင်းနေရမရှိဘူးပြီးခဲ့တဲ့ Crystal Belly နဲ့ပွဲကိုရှုံးနေကျွန်တော်တို့လောင်းနေစရာအကြောင်းမရှိဘူးရှုံးတဲ့ရှုံးတိုင်းလို့ရှုံးတာပဲလေတကယ်ကောင်းလို့ရှုံးတာတခါလီမှာအသင်းတသင်းကကောင်းပြီးတော့ရှုံးတဲ့ပွဲတွေအများကြီးရှိတယ်အဲ့ဒါတွေကလက်ခံရမှာပဲဒါပေမဲ့ဒီနေ့ပွဲစ င်ကရှုံးသင်းရှုံးလိုက်တကူရှုံးတာဒီလားလီဗာပူးအစင်းမှမဟုတ်ဘူးကစားသွားခဲ့တာပါကြီးနေရင်လည်းဆဲနေမိတယ်ရားလည်းမသိရင်ဒိုင်းနေသလိုကစားနေတာလေအီဆက်တောင်စိတ်ပြတ်နေတယ်ကိုစင်ကြီးလေဖလော်ချင်းများတဲ့ဒိုင်းရရားလည်းမော်တော်ဘီကေကြနေရပဲဒါမှမဟုတ်နေတာလေကျွန်တော်ပြောပြသောပါကြီးဒီနေ့ပွဲစဉ်မှာအဲအကောင်းဆုံးကဒီဂါလာတာစီမဟုတ်ဘူးအကောင်းဆုံးကကွန်းလေတိုင်းအညံ့ဆုံးကလီဗာပူးအသင်းအဲ့ဒါပဲနော်လီဗာပူးအသင်းကရှုံးလောက်ရှုံးဖို့ရာအတွက်ကိုထိုက်တန်အောင်ထိညံ့ခဲ့တာဒိုင်းလူကြီးကအကောင်းဆုံးစုရသွားတယ်ဒါပဲပွဲကကစားလို့မရဘူး ပွဲကလုံးဝကစားလို့မရဘူးအလစ်စင်တန်ယာဘယ်လိုမျိုးလာမလဲမသိဘူးဗျာတဖက်အသင်းပြိတ်သက်တီကတော့ရှယ်ပဲလေရှယ်ပဲလေခင်ဗျားတို့ကိုကျွန်တော်ပွဲကြုံကနေကပြောတယ်လေပွဲကြုံကနေကကျွန်တော်ပြောတာပဲခင်ဗျားတို့ဂါလာတာစီးအသင်းရဲ့အိမ်ကွန်းမှာမလွယ်ဘူးဂါလာစီးကတကယ်ကြိုက်စရာကောင်းနေတကယ်သူ့အိမ်ကွန်းမှာတကယ်ကြောက်စရာကောင်းနေခင်ဗျားတို့ကိုကျွန်တော်ပြောခဲ့တာပဲလေဒါပေမဲ့ခင်ဗျားတို့လက်မခံဘူးလေလီးအစင်တန်းกว่าလေဘာဖြစ်တယ်ညာဖြစ်တယ်အမှန်တရားပါလီးအစင်တန်းกว่าလေဒါပေမဲ့လို့ဂန္ဒာစီးအန်ဖီမှာလာကန်ကြည့်ပပရနိုင်လို့ရတယ်ဒါပေမဲ့သူ့ကွန်းမှာမလွယ်ဘူးအဲ့ဒီအကွက်တွေရှိပါလေဗျာ ကတော့တော့မှဆိုရှုံလဲရမ်းကြည့်ကောင်းနေပြအားလေခူးရသည်ရှုံလောင်နေတာမဟုတ်ဘူးပြလေရာသီစားကနေကတကွဲမှာကစားကွက်အာမရသည်ဘူးလေအေးကိုခွန်ဆိုင်အဲ့ဒါအမှန်တရားပဲအိမ်ကွန်းမှာပြန်တွေ့မယ်ရာလေအဲ့ဒီအသေးနဲ့အိမ်ကွန်းမှာပြန်မတွေ့ရတော့ဘူးပြချန်ပီယံလိရတကြော့ပဲကစားမှာပါ အဲရီယဲလိုကိုဘလို့ရှင်မလဲပြာဒီနေ့ကစားတာကစားရောင်ဒစ်လေတော့မှာအဲဒါကိုစောင့်ကြည့်ရမှာပေါ့နော်အာနီစလော့အနေနဲ့ကလည်းဒီကစားကွက်ကြီးကိုအဲလာမယ်ပွဲဒီမှာတုံးလိမ့်မယ်လို့လည်းကျွန်တော်မထင်ပါဘူးချက်စီးနဲ့ပွဲလေအခုကျွန်တော်ပြောရည်လေခင်ဗျားတို့မတ်နေကြတယ်ချက်စီးနဲ့ပွဲလေရှုံးမှာပဲကျွန်တော်အဲ့လိုမထင်ဘူးကျွန်တော်တို့ကတပွဲကိုသုံးသက်တယ်ဆိုတပွဲကိုပဲဒါပေမဲ့လို့ဒီတပွဲရဲ့အပေါ်မှာနောက်ထပ်အမားကြီးအမားကြီးထက်ခါထက်ခါလှုပ်လာပြီဆိုရင်တော့ဒါကိုအကြမ်းဖျင်းအပြင်ကောက်ချက်လောက်ချလို့ရပြီပေါ့ဗျာအဲ့တော့အခုလက်ရှိကတော့ဆက်ပြီးတော့စောင့်ကြည့်ရအောင်မယ်လို့ပဲကျွန်တော်မြင်ပါတယ်ဗျာ တပွဲစလုံးမှာဒိုင်မဲကောင်းသွားတာဗျာအဲဆိုဘူးနေရာမှန်ထားပြီးတော့ဂီဘက်တီစောက်စီခြင်းနဲ့အဲကြီးနေရင်းနဲ့ဒီကောင်တရားကျော်တန်းဆိုတာတရားကျော်တန်းကိုမတန်တာဗျာအဲဘာလီကြိုက်ရင်လည်းမသိဘူးတဲ့อืมလေဘာကူစင်တော့ကဖလော်ရီယန်ဘေ့စ်ကိုလည်းအားလုံးမြင်မှုလိမ့်မယ်ထင်ပါတယ်ဗျာဟုတ်ကဲ့ပါအဓိကကနိုင်ငံနဲ့စိတ်ရှိရင်နိုင်ကိုနိုင်ပါလေဗျာအဲ့မတက်နိုင်ဘူးဒီအသင်းကိုချစ်မိတာဟိုနောက်ပွဲကြီးပြန်လာမှာပါဗျာဒါပေမဲ့ဖင်ညာခဲခုဘီကြီးရအောင်ပါပဲဒီချိန်ရှုံးတာကောင်းနေဗျာဒါမှနောက်တန်းပြင်နိုင်ပါလေခုနတေးကိုအောက်ဖို့တင့်နေဗျာလေဂိုမက်ကိုပြန်သုံးသင့်နေပြီတဲ့ ကျွန်တော်ကူနာတီနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ကိုတခုပြောခဲ့ဘူးလေဗျခင်ဗျားတို့ကူနာတီအပေါ်မှာတောက်လျှောက်ဝေဖန်ကြတယ်တောက်လျှောက်ဝေဖန်ကြတယ်ကျွန်တော်ပြောခဲ့တယ်အဲ့ဒီမှာကူနာတီပါဖြစ်နေတာလေအဓိကကကျွန်တော်တို့ဒီပရီးမီးယားလိလိုလီမျိုးပေါ့နော်လက်ရှိကျွန်တော်တို့ချန်ပီယံလိလိုလီဗာပူးလိုအသင်းမျိုးမှာကစားဖို့ရတော့ကကစားသမားတွေအကုန်လုံးကအာနောက်ကိစ္စတွေကိုခေါင်းတွေရှင်းနေဖို့လိုတယ်ဗျာဒီလားခေါင်းတွေရှင်းနေဖို့လိုတယ်အခုလက်ရှိကူနာတီဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့စာချုပ်ကိစ္စအပေါ်မှာစိတ်ရှုပ်ထွေးနေရလို့ပဲကျွန်တော်မြင်တာပဲအဓိကအဲ့ဒီပြဿနာဖြစ်နိုင်တယ်ကူနာတီရဲ့ကိစ္စကိုစာချုပ်အပြီးပြတ်တင်နေပြီ တကယ်ပြီးပြတ်သင့်နေပြီအဲ့ဒီပြီးပြတ်မှသာကိုနာတီအနေနဲ့စိတ်ရှင်းရှင်းအကောင်းဆုံးကစားနိုင်နေမယ်လို့ကျွန်တော်မြင်တယ်အခုလက်ရှိကိုနာတီကစားနေတဲ့ပုံစံကလည်းဟာသားဖြစ်နေတာပဲဆရာသမားတို့အဲပြောင်းနေတဲ့ကောင်းပေါ့ကျွန်တော်တို့အနီထက်ယူမှဗျာအဲ9000မောင်း6သိန်းပူကြီးပေါ်ပြီဗျာအဲအရှုံးကိုလက်ခံတဲ့နီးပြားဘာမှကိုမလုံးနိုင်တာအဲကိုအသိန်းရဒီနေ့ကစားပုံကြည့်ရတာအချင်းချင်းနားလည်းမူကွဲလာတယ်လို့ခံစားနေရပြီဗျာအဲကြိုက်တဲ့အသိန်းရှုံးဗျာ19ရက်နေကြမန်ယူနိုင်ရပြီတဲ့ဂါလာလူစင်းကလီဗာပူးအသိန်းနဲ့တောင်းနေဗျာတဲ့อืมဒါပေမဲ့အသက်ကြီးကစားသမားတွေပါ ဘာပဲဖြစ်ဖြစ်ပါလေမထွက်ရင်ပြီးတာပါပဲတဲ့ဟုတ်ပါလေအမ်ကိုစင်ကြီးတဲ့နောက်တန်းကသမားကိုပြပြောလို့မလို့ပါဦးတဲ့မာကာဂရာဘီထိတ်လိုက်နောက်တန်းကဂိုးကြီးအရင်လိုလည်းလုံးမပြီးရတော့ဘူးဗျာတဲ့ဖလောက်ကိုမသုံးသင့်တော့ဘူးစိတ်ပြက်စီပြီဗျာတဲ့အမ်ဘန်ငါးတော့ဘလုံးပြီတဲ့ကိုမျိုးခန့်ကျော်โอเคပါစိတ်မကောင်းပါဘူးကဲโอเคအဲတော့ဘေးတို့လေးနာကြီးခွဲနေပြီတော့ထိုင်းမှာလေးနာကြီးခွဲနေပြီဆိုတော့ခုခုကိုနားပါ ကျမအီလည်းဂီဦးဆိုင်အတင်းတင်းရဘယ်တော့မှအမြင်နဲ့မနိုင်နိုင်ဘူးအမြင်နဲ့မရှုံးနိုင်ဘူးအချိန်တိုင်းအနိုင်နဲ့အရှုံးလေးကြီးကမျှကြည့်ဖြစ်နေတာတည်ရကြတဲ့ပွဲတွေရှိမယ်ရှုံးတဲ့ပွဲတွေရှိမယ်နိုင်တဲ့ပွဲတွေရှိမယ်ဒါအတင်းတင်းရဲ့ကျွန်တော်တို့ကတော့ပြည်သက်ဆိုတော့ပွဲတိုင်းကိုတော့နိုင်စေချင်တာပေါ့ဗျာဟုတ်တယ်မို့လားဒါပေမဲ့လို့အဲဒီလိုပုံစံမျိုးချင်းကပ်မှုအမားတွေ အဲကသမားတွေကလည်းနီးပြားရဲ့နီးစနစ်ကိုလိုက်နိုင်မှုအားနေတဲ့အနေအထားတွေအဲ့ဒီအနေအထားတွေအကြောင်းမူလေတစ်ခါလီမှာမထင်မှတ်တဲ့ရလဒ်တွေကထွက်ကောင်းထွက်သွားသင်းတာပဲအမကောင်းရင်နဲ့ရှုံးနေမကောင်းမင်းနဲ့နိုင်နေအဲ့လိုအနေအထားကြီးလဲဂျုံရင်ဂျုံရမှာပဲဒီနေ့လိုမျိုးရှုံးသင်းရှုံးလိုက်လို့ကိုရှုံးနေဆိုတဲ့ပွဲမျိုးကြီးလဲရှိလာမှာပဲပေါ့နော်အဲ့တော့ကြတော့ဘယ်လိုပြေးကျမကြီးကူစိုက်ပါလာမယ်စနေနေ့ဒီပွဲစဉ်ကမခံလို့ရပါတယ်ဒီပွဲစဉ်မလာပါမှမဖြစ်ပါဘူးအမှန်တမ်းပြောမယ်ဆိုရင်ဒီပွဲစဉ်ကကျွန်တော်တို့ကချန်ပီယံလိမှာဒီပွဲစဉ်ကိုတက်တမတ်ရရင်ကျွန်တော်ကတကယ်တမ်းပြီ ဂါတာစည်းကွင်းမှာကျွန်တော်တမတ်ရရင်တကယ်တန်ပြီလို့ကျွန်တော်တွေးခဲ့တာအားကြောင့်မို့ကျွန်တော်ညနေလုံကပွဲကြိုဆုံးတဲ့ချက်မှာလဲ1 1 1 2အဲ1 1ဆိုရင်တော့လက်ခံလို့ရတယ်2 2အဲ့လိုလည်းဖြစ်သွားနိုင်တယ်ကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့လို့အခုလက်ရှိကတော့တမတ်မှမရခဲ့တာတော့ရုပ်ပေါက်တယ်ဒါပေမဲ့လို့ပြဿနာတော့မရှိဘူးနောက်တစ်ဆင့်ကိုတက်ဖို့ရအတွက်ကဟို1 2 24ဝင်နောက်တစ်ဆင့်ကိုတက်ဖို့ရရခိုင်လို့များတယ်ဆိုတော့နောက်တစ်ဆင့်ကိုတက်ပါလိမ့်မယ်တက်မယ်လို့လည်းယုံကြည်ပါတယ်အဲအဓိကအရေးကြီးတာကဆရာသမားတို့လာမယ့်ချက်စည်းနဲ့ပွဲချက်စည်းနဲ့ပွဲ အဲ့ချက်စီနဲ့ပွဲကိုမနိုင်ဘူးဆိုရင်တော့ရလက်မကောင်းရင်တော့ပယ်လီကာရာစီချက်စီအဲ့ဒီသုံးပွဲရဲ့ရိုက်ခတ်မှုကနေပြီးတော့လီဗာပူးဇာသမားတွေပြန်ပြီးယုံထွက်ဖို့ရအတွက်အရန်ကြီးလွယ်ကူမှာမဟုတ်ဘူးလို့ပဲကျွန်တော်မြင်ပါတယ်ဗျ။ ဟုတ်ကဲ့ပါအဲ့တော့စနေနေ့ချက်စီနေ့ပွဲအားလပါဘူးသင်းတွက်အရန်ကိုအရေးကြီးပါတယ်အဲ့ဒီပွဲမှာကျွန်တော်တို့အကောင်းဆုံးပြန်နေပြီးတော့အားပေးကြတာပေါ့ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်အဆက်သွယ်ရကူးစိုက်ပါကျမကြီးလည်းကူးစိုက်ကြပါဒီနေ့ညဒီနေ့ပွဲစဉ်အားကိုလပါဘူးရှုံးသိမ်းလို့ကိုရှုံးခဲ့တာပါနောက်ဆုံးပြောမယ်ဆိုရင်ဒီနေ့ပွဲစဉ်ကိုခေါင်းနဲ့မထဲနဲ့နောက်တကယ်ပြောတာခေါင်းနဲ့မထဲနဲ့ခင်ဗျားတို့ကစားဝဲခဲ့တာလပါဘူးမဟုတ်ဘူးခင်ဗျားတို့အိတ်မပျော်လို့ချန်ပီယံလီပွဲရှိလို့တခြားအသင်းရဲ့ပွဲစဉ်လေးကိုထကြည့်တယ်လို့ပဲခင်ဗျားတို့ခေါင်းနဲ့မှာမှတ်လိုက်ပါ တကယ်ပြောတာပါဒီနေ့ကစားသွားခဲ့တာလက်ပါဘူးအစ်မမဟုတ်ပါဘူးဗျလက်ပါဘူးဒီရနေဆိုတော့လက်စင်ဘက်ကတယောက်စီမှာပဲတွေ့ရပါတယ်ကျန်တဲ့ကစားသမားတယောက်စီမှာမှလက်ပါဘူးဒီရနေမတွေ့ရပါဘူးအရှင်းဆုံးပါပဲကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအဲချက်စီနဲ့အမြင်လေးပြောပြပါအောင်နဲ့ရှင်းရှင်းလေးပဲချက်စီနဲ့ပွဲနိုင်ရင်လားဘာမှမလုပ်နဲ့ခင်ဗျားတို့ဂပူကိုပြန်မြင်ရမှာပြီးကြရင်မူဆာလာကိုပြန်မြင်ရမှာအီဂီတီဂီမနာဘူးဆိုရင်အီဂီတီဂီကိုပြန်မြင်ရမှာ ကွန်းလေမှာဘဒူးကိုမှမတုံနဲ့ကွန်းလေမှာမာကစူဘူဂလာဘီအဲ့ဒီ၃ယောက်ကိုပြန်ပြီးတော့အထိုင်ချအဲ့ဒီအဲ့ဒီ၃ယောက်ပြန်ထိုင်ချညာချမ်းခံစစ်မှာဘရက်ဒလီကိုသုံးဒါမို့ဖရင်းပောင်ကိုသုံးတိုက်တဲ့လူကိုသုံးပြအဲနောက်တန်းမှာကကျွန်တော်အမြင်ကရောဘတ်ဆန်ကိုပြန်လာရောဘတ်ဆန်ပြန်လာဒါမို့လို့ရှိရင်အဲ့နောက်တန်းလည်းပြဿနာမရှိဘူးအဓိကကိုလူမန်နီယာမန်သုံးမှာကွန်းလေမှာအဲ့ဒီကစားမ၃ယောက်ပဲပြန်လာချက်စီးနယ်ပွဲအများကြီးမျောလင်းအောင်ကောင်းမယ် အေးခင်ဗျားတို့ဖလော်ပြန်လာရင်တော့ချီလီမကောင်းတော့ဘူးလို့ထင်တာပဲအဲ့တော့အဲ့တော့တကယ်နိုင်ရင်လားအဲ့ဒီလိုတော့အဲ့ဒီလိုတော့အဲ့ဒါပဲရှိတယ်နော်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ဒီ like လေးလောင်းနေပဲနားပါမယ်အဆောသာကြီးရာကူဆိုင်ကြပါကျမ်းမာကြီးလည်းဆိုင်ကြပါအရင်ညနေနေပြီလေးနာရီခွဲပြီးနေပြီဆရာသမားတို့အဲ့တော့အဲ့တော့ကျွန်တော်ထမင်းမစားရသေးဘူးထမင်းလေးပါလေးစားလိုက်ပါအောင်မယ်ဝင်အောင်တော့စားလိုက်အောင်မယ်မစားလို့လည်းမရအောင်နော်အဲ့တော့ ကျေးဇူးများကြီးတင်ပါတယ်ဒါမှမဒါမို့ရင်လည်းအာနစ်စလော့ကိုဇာဘီလွန်းကိုဇာဘီလွန်းဆိုစီကိုဖုံးဆက်ခိုင်းဖလော့ကိုဘလိုပုံစံမျိုးထားတောင်းရင်အထားသုံးရင်အကောင်ဆုံးလေအဲအဲ့ဒါကိုအလွန်ဆိုသွားပြီးတော့မေးခိုင်းမှပဲရမယ်ဒါမှမို့ရင်ဟိုဂျာမနီနီးပါးစီကိုသွားပြီးတော့မေးခိုင်းအဲအဲ့ဂျောင်းလီနီပြစီကိုသွားပြီးတော့ကြာတော့လက်ရှိမှာဖလော့ကိုဘလိုပုံစံမျိုးသုံးရင်အဆင်ပြေမလဲဘလိုပုံစံမျိုးထားသုံးရင်အကောင်းဆုံးလဲဆိုတာကိုအာနစ်စလော့ကိုဖုံးဆက်ပြီးမေးခိုင်းအဲ့ဒါမှပဲအဆင်ပြေတော့မယ်ဗျာဆရာသမားတို့ကြီးဟုတ်ကဲ့ပါ ကျေးဇူးများကြီးတင်ပါတယ်ကျမကြီးလည်းကူဆိုင်ပါအဲကိုဖျောင်းနိုင်ဟိုဟာကျွန်တော်ရဲ့ပေးမက်ဆန်ဂျာကိုလာခဲ့ပါဗျာပေးမက်ဆန်ဂျာကိုလာခဲ့ပါကျွန်တော်ပြောပြပါမယ်အဲဖလိုကဂျင်းဂျင်းမဲ့ကသာသမားတန်းမှာမပါဘူးရတယ်အတကုံနေပြောနေကြတာလေပါဥပန်ဖိတောင်ဟုတ်ရဲ့လားမသိဘူးလေကိုဖုန်းနဲ့ဘရာသာကျွန်တော်ပြောနေရဲ့စကားလုံးကိုနားလဲရဲ့လားမသိဘူး ခံရတဲ့ကွန်းနဲ့ထည့်ပြောရမှာအစကလင်ရတန်ဦးရတဲ့ရာဇဝင်လီနဲတဲ့ဟုတ်ပါတယ်ဖလုံကဂျင်းဖြစ်မယ်လို့ကျွန်တော်ကပြောနေလို့လားအိတ်မပြောဘူးပြားတယ်โอเคပါ good night ပါတယ် good night ပါဗျဟုတ်ကဲ့ပါအားလုံးပဲကျမ်းမာရေးလဲဆက်ကြပါအစပါရလဲကူဆက်ကြပါအခုချိန်ဒီကျွန်တော်လည်းတူတူလာပြီးတော့စကားပြောပေးရတော့လဲကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ဒီ like လေးလောင်းနေပဲနားပါမယ်ဗျ good night ပါဘမိုက်မှာကျမ်းမာရေးကူဆက်အစပါရကူဆက်ကြပါဘမိုက်မှာကျော်နားပါပြီဗျဟုတ်ကဲ့ပါဗျ